အားလုံးမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ပွဲပြီးသုံးသပ်ချက်တွေကနေပြန်လဲပြီးကြိုလိုက်ပါတယ်ဒီပွဲပြီးသုံးသပ်ချက်ကိုလည်းဒါကျွန်တော်တို့အာကျွန်တော်တို့ဟာမနေ့တုန်းကပွဲကြိုသုံးသပ်ချက်လို့ပဲဒါကျွန်တော်တို့နှစ်ခုခွဲပြီးလုပ်ပေးမှာဘောနော်ဒါကျွန်တော်တို့ဒါမြောက်လန်နဲ့အသင်းအသင်းကိုဒါကျွန်တော်ဗီဒီယိုတပုတ်ရဲ့ဒါလက်ရှိမှာဒါကျွန်တော်ခုနကပြောခဲ့သလိုဒါကျွန်တော်တို့လစ်ဗာပူးတို့ဒါကျွန်တော်လစ်ဗာပူးရဲ့ပွဲစဉ်ဟဲ့ဒါကျွန်တော်တို့လက်ရှိ ဘိုင်ယန်နဲ့ဒါကျွန်တော်တို့ PSG ပွဲစဉ်တွေကိုဒါကျွန်တော်တို့တသက်ဒါတပွဲပြောတော့ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Arsenal နဲ့ Slavia Prague ရဲ့လက်ရှိဒါကျွန်တော်တို့တည်ကြတဲ့အတိုင်းပဲ Tottenham Hotspur နဲ့ဒါကျွန်တော်တို့ကိုပဲခင်ခံခဲ့တယ်ပေါ့နော်အဲ့တော့ဒါမှလည်းပြောမှာဆိုဒါကျွန်တော်မြောက်လန်လန်သားတွေကတော့ဒီတစ်ပတ်ဒါကျောဒီရက်ဒီရက်မှာဒီပထမဆုံးဒါကျော Champion League ရက်မှာဒါဂိုးသွင်းအများဆုံးရက်အနေနဲ့ဒါကျွန်တော်သတ်မှတ်ချင်းခံခဲ့ရတယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒီနေ့ပွဲစဉ်မှာတေချာကြည့်ရမယ့်အနေထားမှာရှိတဲ့ဥစ္စာကဘာလဲဆိုရင်တော့ဒါကျွန်တော်တို့ အာဆိုသင်္ကတာကျွန်တော်တို့ဆီလီဗီယာပရက်ကိုဒါအေးစစ်စစ်ကန်သွားတဲ့အနေထားမှလို့ဒါမြင်လို့မြင်တဲ့လူတွေရှိပေမဲ့တကယ်တမ်းနင်လားငါလားဟိတ်မှာဆိုအာဆိုသင်္ကတာဒီနေ့ပွဲစဉ်မှာစတီဗီယာပရက်ကိုတော်တော်လေးတော့ကျွန်တော်ကန်သွားနေတာမှရှိတယ်။ချက်နိုင်ငံမှာဒါကျွန်တော် Fortuna Area တော့သွားကန်ခဲ့ရပြီဒါတော့အာဆိုသင်္ကတာဒီနေ့ပွဲစဉ်မှာစာကာရဲ့ပန်နရီတွင်ကိုအပြင်မရီနိုရဲ့ကျွန်တော်တွင်ကိုနှစ်ကိုနဲ့ပါတာကျွန်တော်အာဆိုသင်္ကတာအဲ့တော့တရှိမှာပြောချင်တာကကျွန်တော်တိုက်စစ်မှုမရှိလဲ AC ပဲမရီနိုရှိတယ်ဖြစ်တယ်ကွဲဆိုတဲ့ပုံစံမျိုးဆက်လက်ပြီးတွေးခဲ့ရတယ်။ ဒီနေ့ပွဲစဉ်မှာတော့လက်ရှိမှာတော့ကျွန်တော်အာဆုံသိနေဒီနေ့ပွဲစဉ်ကသူတို့အတွက်ကအရေးကြီးတယ်ဆိုတဲ့ပုံစံမျိုးဆက်လက်ပြီးပြသခဲ့ပြီးအာဆုံသိတဲ့ဒီနေ့ပွဲစဉ်မှာ line up ကိုနည်းနည်းလေးဆန်းဆန်းလေးလုပ်ခဲ့တယ်။ဒါဟင်ကပီကိုတော့ကျွန်တော်တို့အောက်ပြီးနေရာမှာထုတ်ခဲ့ပြီး right back နေရာမှာတင်မပြန်ထုတ်ပြီးတော့ center back pairing မှာတော့ KVN နဲ့ Sali ပေါ့။အဲ့တော့လက်ရှိမှာဒီနေ့ပွဲစဉ်ကိုအာဆုံသိအနိုင်ရရှိသွားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့တော့ကျွန်တော်နောက်တစ်ဆင့်ကိုတက်ဖို့အတွက် တော်တော်လေးကိုတည်ကြာသွားတော့ပြောကြတာဒါကျွန်တော်အဆင့်တက်နေရကိုဒါကျွန်တော်လာမယ့်ရက်သက်တော့ဘိုင်မြူနဲ့အသင်းနဲ့လူဘူအတွက်ပဲရှိတော်နေထားမှရှိတယ်ကွ။အဲ့တော့လက်ရှိမှာနေနေပေါ်မှာအာဆိုအသင်းတွေကပြောရမယ်ဆိုပထမပိုင်းမှာတချို့သော movement တွေမှာဒါကျွန်တော် Flavia Slavia Prague ကဒါကျွန်တော်တို့ဂွင်းထဲမှာဝင်သွားခဲ့တဲ့ပုံစံမျိုးလေးတွေရှိတယ်။ ဒီပုံမှာကျွန်တော်ဆလီဗီယာပရက်နေတချို့သောပရီးမီးယားလိအသင်းထက်ဆိုင်အာစနယ်အသင်းကိုပို့ပြီးတော့ဒုက္ခပေးနိုင်စွမ်းရှိတယ်ဆိုတော့ဆက်လက်ပြီးပြပခဲ့တာကိုတွေ့ရမယ်။နောက်တစ်ဖက်ကဆလီဗီယာပရက်ကရှင်းပါတယ်သူတို့ရဲ့ counter transition နဲ့အတူအာစနယ်အသင်းကိုဒုက္ခပေးဖို့တော့တော်တော်လေးကိုကြံစည်ခဲ့နေတာမှရှိတယ်။ဒါပေမဲ့အာစနယ်အသင်းရဲ့ cancel ဘိုင်းကလည်းဒါကိုလုံးဝခွင့်ပြုခြင်းမရှိပဲသူတို့ရဲ့ဒါ cancel တဲ့ဒီနေ့ပုံမှာကျွန်တော်လုံးဝကိုတော်တော်လေးကိုကြက်လက်တဲ့ cancel ဖြစ်တဲ့ Julian Timma, Gabriel Hinkape, ဒါဆာလီဘာတို့ရဲ့အတွဲကြီးကတော်တော်လေးလုံးဖြစ်ခဲ့တဲ့ပြင်ကို David Raya ကလည်းဒီနေ့ပုံမှာတော်တော်လေးကိုအဆင်ပြေခဲ့တယ်မှာပါတယ်။အဲ့တော့ လက်ရှိချိန်မှာဒါကျွန်တော်ကျွန်တော်ဗီဒီယိုပြောနေချိန်မှာဒါမြန်မာစံတော်ချိန်နဲ့တက်မှာဆိုရင်ဒါမနက်4:50လောက်ဖြစ်နေပြီဆိုတော့ကျွန်တော် နေတာစကားလေးနည်းနည်းလေးလွေးနေခွလို့ပါမျက်စိတောင်တအားဆက်နေတဲ့အတွက်ကြောင့်မို့လားအမှန်တရားကျွန်တော်မနေ့ကမှထားရရင်ဒါမူးလင်းသွားမှာပေါ့နော်ဒါကျွန်တော်တော်တော်လေးကိုနောက်ကျပါမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်အနေနဲ့အခုကတခါလေးရိုက်ထားတဲ့နေထားမှာရှိရပေါ့အဲ့တော့အာဆိုသွေးနေဒါကျွန်တော်တိုက်စစ်ပိုင်းမှာဒီနေ့ပုံစံမှာ UGRES ပါဝင်ပတ်သက်နိုင်ခြင်းကျွန်တော် Marino ကိုတိုက်စစ်နေမှာဒါပါဝင်ပတ်သက်ခွင့်ပြုခဲ့တယ်ဒီနေ့ပုံစံမှာဒါကျွန်တော်ကွင်းလယ်ပိုင်းမှာအပြောင်းလဲပုံစံမျိုးနေနဲ့ Knockout ကိုနာနေရပြီးခဲ့ပြီး AM မြန်မာ Crush Shop easy ကိုနားပေးခဲ့ပြီးတော့ဒါ ethan wanery ကိုနေရာပေးခဲ့တယ် rice နဲ့ဒါ nogan နဲ့တာဝန်ယူတယ်ပေါ့နော်အဲ့တော့ nogan ရဲ့ dm နေရာပေါ်တာဝန်ယူရအောင် the rice ကသူ့ရဲ့နေရာဖြစ်တဲ့ cmd နေရာ pay for the rule နဲ့ထပ်ပြီးတော့လုပ်ခဲ့တယ်ဒီနေ့ပေါ်စမတာစာကာနေနဲ့ penalty သွင်းကိုအပြင်ကိုလည်းတကယ်တမ်းဒီနေ့ပေါ်စမတာကျွန်တော်တော်တော်လေးကိုကောင်းခဲ့တယ်တွေ့ရပါတယ်ဒါပေမဲ့လက်ရှိမှာဒါရော arsenal သင်းရတာကျွန်တော်တို့ tight set ပိုင်းမှာတာပေါ့နော်ဒါကျွန်တော် kai harvest ဖြစ်ဖြစ် gabriel jesus ဖြစ်ဖြစ် yugres ဖြစ်ဖြစ် ဒီလူရဲတဲ့ဆိုင်မရီနိုကတော်တော်လေးကတည်တက်နေတဲ့ညမှာပါတယ်ဒါကျွန်တော်လက်ရှိဒုတိယပိုင်းဆက်စားခြင်းမှာပဲဒါကျွန်တော်တောင်ပိုင်းကပေးလိုက်တဲ့ဘောလုံးကိုမရီနိုတယောက်ဒါလုံးဝအဆုံးသက်သွင်းသွားတဲ့ဥစ္စာကမသိရင်တိုက်စင်မှုကြီးကြာနေတဲ့အနေထားမှရှိရယ်မရီနိုရဲ့ make shift center back က make shift ဆာကျွန်တော်စန္ဒာဖောကတော့လက်ရှိမှာအာဆုံးအစ်တို့တော်တော်လေးကိုဒါကျွန်တော်တို့အရေးပါတဲ့ဒါကျွန်တော်တို့အခြေအနေတစ်ခုလိုပဲဆက်လက်ပြီးတွေ့ရတယ်မှာပါတယ်တစ်ဖက်က slavia prop ကလက်ရှိမှာအာဆုံးအစ်ကတချို့သော movement မှာဒုက္ခပေးနိုင်စွမ်းရှိတယ်ဆိုတဲ့အစွဲလေးတွေကိုတွေ့ခဲ့ရပါမယ်ဒီအစွဲတွေကိုတော့ Arsenal အစ်ရဲ့ခံစစ်နဲ့ဂူသမာပိုင်းကပဲအဓိကရက်တန်ပေါ် ါခဲ့တာကိုတွေ့ရမယ်ဒီမှာပါတယ်။တစ်ဖက်က Slivia Prague ကိုဒီနေ့ပွဲစံမှာကောင်းကောင်းကြီးချီးကျူးခြင်းနဲ့အရာကသူတို့အနေနဲ့ Arsenal အသင်းကိုဒါတော်တော်လေးကိုဒါယင်တလက်လက်ဖြစ်သွားအောင်လုပ်နိုင်ခဲ့တဲ့ movement လေးတွေရှိတာကိုပြောမယ်။အိမ်ကွင်းပြပြဒီနေ့ပွဲစံမှာ Arsenal အသင်းကိုဒါသူတို့အနေနဲ့ဒါ လုံနိုင်စွမ်းကိုတွေးခဲ့ရတဲ့အထားမှာရှိတယ်ပေါ့နော်အဲ့တော့လက်ရှိမှာလည်းကျွန်တော်တို့ဒီအာဘော့စနိုသင်းနဲ့၃ကိုပြတ်သွင်းခဲ့ပြီးမြတ်တစ်ဖက်ကတည်းကကျွန်တော်ဘိုင်ယန်မြူးနဲ့အသင်းကပီအက်ဂျီသင်းကိုအနိုင်ယူသွားခဲ့တဲ့အတွက်ကြောင့်မလို့လက်ရှိမှာအစစ်တနေရမှာတော့ဘိုင်ယန်မြူးနဲ့သင်းရောက်သွားတယ်လက်ရှိဒီနေ့နိုင်ပွဲကတော့ကျွန်တော် အာစတိုအသင်းတွေ့တာကျွန်တော်တို့ပရီးမီယာချန်ပီယံလိမှာအစစ်တနေရမှာလက်ရှိမှာတော့ကျွန်တော်တို့ဂိုးကွာခြားချက်လဲတူတယ်ဒါကြောင့်လက်ရှိရမှာလည်းတူတယ်ဘလူးဒါကျွန်တော်ထင်နေတာကျွန်တော်တို့အိမ်ဝင်းဝိုးဝင်းအခြေအနေအော် sorry ဂိုးပို့သွင်းထားတဲ့အတွက်ကြောင့်လက်ရှိမှာအာဆိုတင်းကချန်ပီယံလိမှာဒါကျွန်တော်၁၂ဂိုးသွင်းပြီးတော့တကူးမှမပေးရသေးဘူးလက်ရှိအာဆိုသေးတဲ့ဒါကျွန်တော်ဂိုးမပေးရတဲ့ဆန်ကျင်ကတောက်လျှောက်သွားနေတာကိုတွေ့ရပြီးတော်တော်လေးကိုလည်းအချီဒီဒီကောင်းနေတယ်ဆိုတာကိုဆက်လက်ပြီးတော့ပြသခွင့်ရနေတာကိုတွေ့ရမယ်အာဆိုသင်းနဲ့လက်ရှိမှာဒါကျွန်တော်အင်တာမီလန်နဲ့ပြန်ဂိုးမပေးရတဲ့ခံစစ်ပုံစံမျိုးသွားတယ်အဲ့တော့အင်တာမီလန်သင်းကလည်းလက်ရှိမှာဒါအာဆနယ်နဲ့နီးတူပဲဒါကျွန်တော်တို့လက်ရှိတိုးတက်တာကျွန်တော်တို့ဂိုးဂိုးသွင်းထားခဲ့ပြီးတကူးမှမပေးရသေးဘူးအဲ့တော့ လက်ရှိမှာတော့အာစတိုသင်းရဲ့ခံစစ်ပိုင်းကတကယ်ကိုဒီနှစ်မှာ solution ရတော်တော် solution ဖြစ်ဖို့ကောင်းနေတာမှရှိရတကယ်ကိုချီးကျူးဖို့ကောင်းနေတာမှရှိရလို့ပဲကျွန်တော်မြင်နေအာစတိုသင်းကဒီနှစ်မှာကျွန်တော်တော်တော်လေးကိုဒါလှုပ်ပြနိုင်စွမ်းရှိတယ်အဲ့တော့ခံစစ်အကောင်ဆုံးသင်းသင်းနဲ့ဒီနှစ်ပွဲစဉ်မှာခံစစ်ကောင်းမှုတွေကိုဆက်လက်ပြီးတွေ့ခဲ့ပြီးအာစတိုသင်းရဲ့ခံစစ်မှာစိုက်တလို့ဖြုတ်တက်လို့ရတယ်ဆိုတဲ့ဂွေးနေ့ကွက်တွေကိုလည်းဆက်လက်ပြီးတွေ့ခဲ့ရတယ်မဟုတ်ပါဒါကတော်တော်လေးအားရဖို့ကောင်းနေတယ် အချက်တစ်ခုဖြစ်တယ်ဆိုတာကိုတော့ကျွန်တော်ရဲ့ပုံကူကြီးရမှာကျွန်တော်အနေနဲ့မြင်ပြရစီအဲ့ဒါရှိပါတော့ကျွန်တော်အာစတိုအသင်းအနေနဲ့ဒီနေ့ပွဲစီရတာကျွန်တော်အချိန်ဒီဖက်ဖက်ကိုပြန်ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်တိုက်စစ်မှုမရှိတဲ့ AC ပဲမရီနိုဂူသွင်းမယ်ခန်ဆယ်မှုညမှာရတာကျွန်တော်ဟင်ကာပီကဒါကျွန်တော်ထင်တာအတပူကောင်းနေတာကိုတွေ့ရမယ်ဒီမှာပါတယ်အဲ့တော့အာစတိုအသင်းနဲ့ခုလက်ရှိမှာအရန်လူစည်ရင်းဖြစ်တဲ့ အရင်လူစင်းပြစ်တဲ့တာကျွန်တော်တို့ဘန်ဝိုက်တို့ပါတို့ဒါကြောင့်ဒုက္ခပေးလို့အာကျွန်တော်တို့ပန်နတီပေးရမယ့်အနေထားမှာရှိခဲ့ပေမဲ့ဒါပန်နတီကူတော့ကျွန်တော်တို့လည်းမှန်မှန်ကန်ကန်ပါပဲဒါကျွန်တော်ဖြတ်သွားခဲ့တဲ့အနေထားမှာရှိရသဘောမှာရှိပါအဲ့တော့မီတို့ပင်စူစီကမူဒီနေ့ပွဲစဉ်ကအာဆန်တို့တော်တော်လေးကိုအေးပါခဲ့တဲ့ပွဲစဉ်တပွဲလို့ပြောရမယ့်အနေထားမှာရှိရလို့ပဲကျွန်တော်အနေနဲ့မြင်မိပါတယ်ဗျာ ပြီးတော့နောက်တစ်ပွဲကတော့ကျွန်တော်တို့ကကျွန်တော်အသင်းဖြစ်တဲ့ Tottenham Hotspur ပေါ့နော်ဒါကျွန်တော် Tottenham Hotspur တင်ကဒီနေ့မှာဒါ AAB ကျူနတ်တယ်ပေါ့လက်ရှိဒါဒီဒီဒီပေါ့ဒီဒီရဲ့ရဲ့ဒါကျွန်တော် goal twin အများဆုံးအသင်းတစ်သင်းနဲ့ဒါ G မှာဒါကျွန်တော်တို့အများဆုံးအသင်းနဲ့လက်ရှိမှာတွေ့ခဲ့အဲ့တော့ Spurs တင်နဲ့လက်ရှိဒီနေ့ပွဲစဉ်နိုင်ပွဲတော်တော်လေးကိုရေးပါခဲ့တယ်လက်ရှိမှာဒါကျွန်တော် qualifier မလုပ်ဘဲနဲ့နောက်တစ်ခုတက်ဖို့အတွက်ဒီနေ့ပွဲစဉ်ရဲ့နိုင်ပွဲတော်တော်လေးကိုအရေးပါခဲ့တဲ့နိုင်ပွဲတစ်ပွဲလို့ကျွန်တော်ရဲ့ပုဂ္ဂိုလ်ကြီးကမှကျွန်တော်က100%မြင်ပြီးရတယ်မှာပါတယ် ရှိမှာစပါသင်းရဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်နှစ်ဂိုးသွင်းခဲ့ပြီအနီကရခဲ့ကျွန်တော်လေးကိုယင်ထိတ်ခဲ့တယ်ဒါ Brandon Johnson ရဲ့အနီကရခဲ့ကျွန်တော်နေအောင်ငါတို့ပွားပြီးတဲ့နဲ့ဒီဟိုကောင်းနေတာဒါပဲစပါသင်းနဲ့လုံးဝတော့ကျွန်တော် counter pressing ဒီမှာတော်တော်လေးကိုတည်သက်လှပလွန်ခဲ့ပြီးတော့တကယ်ကိုကြီးတော့အဲ့တော့ဒါဒီကိုအသင်းမလို့ကိုပြောတာတော့မဟုတ်ပေမဲ့ Mickey Van Der Ven ရဲ့ဒါ twin goal ကတော့ဒါကျွန်တော်တို့ဒီတစ်ပတ်ရဲ့ဒါကျွန်တော်တို့ Champion League အလှဆုံး twin goal ဖြစ်သွားမယ်လို့မြင်တယ်ဒါကျွန်တော်တို့ Tottenham Hotspur အသင်းရဲ့ဒါကျွန်တော်မှတ်မှတ်ရရဒါကျွန်တော် Son Heung-min Van Lee ကို twin သွားတဲ့ twin goal ကိုကျွန်တော် နေအလုံးအတိုင်းသားပြောင်းပြင်ခဲ့တာကိုတွေ့ရမယ်ဒီမှာပါပါတယ်။ဒါဆွန်ဟောင်းမင်းဒါကျွန်တော်မဲ့မဲ့ရတဲ့တော့ဘန်လီရတာကျွန်တော်တို့စီးစက်ထိတ်ကတောက်လျှောက်ဆွဲပြေးပြီးကစားသမားတွေလိန်ပြီးထွက်ပြေးသွားတယ်။ပြီးရင်ဒါကျွန်တော်ကစားသမားတွေဒါချုပ်ဂူးသမားကြော်ပြီးဂူးသွင်းသွားတယ်ပေါ့နော်။အဲ့တော့လက်ရှိဒီနေ့ပွဲစမှာဒါမက်ကီဗန်ဒါဘင်းသွင်းသွားတဲ့သွင်းဂူးမှာတော်တော်လေးကိုဒါကျွန်တော်တို့စောက်ထားကြရလို့မြင်တယ်။သူ့အနေနဲ့ဒါကျွန်တော်တို့သူဆွဲပြေးသွားတဲ့အချိန်မှာတော်တော်လေးကိုခေါင်းလိုက်ဒါလက်ရှိမှာတော်တော်ကြီးကိုသူ့အနေနဲ့အမှန်တမ်းပြောရရကြည့်ရဆိုရင်နှီးတယ်လို့ခံစားပေမဲ့သူ့ရဲ့ပြေးသွားတဲ့ပြေးမှုကနောက်ကဒါကျွန်တော်တို့ ကိုပဟေဗင်ကကစားသမားရဲ့တယောက်မှမမီတာကိုတွေ့ရမယ်တတော်လေးကိုမြန်လုံးမြန်နဲ့မက်ဂီဗန်နာဗင်းနဲ့သူ့ရဲ့ speed ကိုအသုံးချနိုင်နေတယ်ဆိုတာကိုတတော်လေးကိုကြည့်ကြည့်ဖို့ခေါ်တယ်အဓိကအနေနဲ့မှာဒါကျွန်တော်သူ့အနေနဲ့ပြေးထွက်သွားတဲ့အရာပတ်ပေမဲ့ဆွန်ဟောင်မင်းနဲ့မတူတဲ့ခြေကသူကဆန်တာဘက်ဖြစ်တယ် သူ့ရဲ့ finishing ကိုတော့ကျွန်တော်တော်တော်လေးသဘောကျွန်တော်အနေနဲ့ကျွန်တော်ပထမထင်တာသူကိုလိုမူဝါနီကို तू ပေးလောက်မယ်လို့ကျွန်တော်တွတ်ထားခဲ့ပေမဲ့ तू ဟာ तू ပဲအဆုံးသတ်သွားခဲ့တယ်။ Mickey Van Der Ven ကဒီတိုင်းဆိုရင်တော့ကျွန်တော်ဒါနောက်နှစ်ပိုင်းအတွင်းမှာ Real Madrid ကတော်တော်လေးကိုမျက်စိကျစရာကောင်းမဲ့ခံစမှုဖြစ်သွားမယ်လို့မြင်နိုင်တယ်မှာပါတယ်။ကိုဘက်ကတော့ကျွန်တော်တခုခုအောင်မြင်မှုနဲ့မထိန်သိမ်းနိုင်ခဲ့ဘူးဆိုရင်တော့ဒီကစားသမားကကျွန်တော် Real Madrid ဘူးပေါင်းဖြစ်ဖို့တော့များတယ်ပေါ့နော်။အဲ့တော့လက်ရှိမှာ Tottenham Hotspur တင်းရဲ့အနီကကိစ္စပြောကျွန်တော်တို့ကပြောရမယ်ဆို Brandon Johnson ရဲ့အနီကတော်တော်လေးကို soft foul ဖြစ်တယ်လို့မြင်တယ်။ဟုတ်တယ်ခုနကပြောပေးတာကျွန်တော်ဒီလိုမျိုးပုံစံမျိုးဒါပေမဲ့ကျွန်တော် ကျွန်တော်ခေါက်ပြောဘူးကိုပါကျွန်တော်အခုလက်ရှိကျွန်တော်ပါအောင်ဆိုအဲ့လိုရိုက်လိုက်တယ်မဟုတ်လားခင်ဗျအနေပြကွက်နဲ့ပြရင်ကျွန်တော်ပါအောင်ကျွန်တော်ဆွတ်ဆက်ပြီးရိုက်တယ်လို့ခင်ဗျပြောရင်လည်းရတာပြုံးတာအဲ့တော့ဘယ်ဟာမဆိုအနေပြကွက်နဲ့ပြရင်တော်တော်လေးကိုဆူရွားနေထားမှရှိရလို့မြင်တယ်ဒေါက်တာဟော့စပါဘက်ကလည်းလက်ရှိမှာဒါကျွန်တော်ဒီအနီကတ်နဲ့ပတ်သက်ပြီးတော့အယူကန်ဝင်တဲ့နယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ကျွန်တော်အနေနဲ့ဒီဟုတ်တယ်ခုနကပြောသူပဲဖောင်းရတော့ကျွန်တော်နည်းနည်းလေးတော့ကြမ်းတာပါပဲအနီကတ်ဖြစ်နိုင်လောက်တဲ့ ဖောက်တူတော့ကျွန်တော်အနေနဲ့ဘယ်နည်းနဲ့မှကျွန်တော်တို့မမြင်ချင်ဘူးအဲ့တော့လက်ရှိမှာဒေါက်တာဟော့စပါတဲ့ဒီနေ့ပွဲစံမှာဒါနီးပြနေတဲ့လောက game plan ကိုပြောင်းလဲပြီးထွက်ခဲ့ပြီဒီနေ့ပွဲစံမှာ tight set ကိုအဓိကအားပေးမှုတော့လုပ်လာခဲ့တယ်ဒီနေ့ပွဲစံမှာ Xavi Simons ရဲ့ကစားကွက်ပုံကစားပေါက်ကတတော်လေးကိုအကောင်းဆုံးဒါလက်ရှိ Xavi Simons ရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲလို့တောင်မှပြောလို့ရမယ့်နေရာမှာပါတယ် အခုဒီမှာကျွန်တော်အနေနဲ့ဒါကျွန်တော် full mock ကနေ Benny ဘယ်လိုဖြစ်ပြီး Vicario ကို man of the match ပေးထားလေတော့ကျွန်တော်အနေနဲ့နားလည်လို့မရဘူးဒီနေ့ပုံစံမှာ Vicario ဒီနေ့ပုံစံမှာဘာမှတိတ်ပြီးလှုပ်လွှားရလည်းမရှိလို့ဘာလို့ full mock ကဒါ Vicario ကို8 point ဘာလို့ကျွန်တော်တို့ဒါ8.5ဒီပေးထားခဲ့ပြီးတော့ဘာလို့ဒါကျွန်တော်တို့ man of the match ဒီကိုပြီးထားလဲကျွန်တော်နေနေနားလဲလို့မြောက်ဖူမော့ကပဲကြောင်နေတာလားကျွန်တော်ဒါဟိုလိုလိုပဲဒီလိုလိုပဲဖြစ်နေတာလားတော့ကျွန်တော်နေနေမသိဘူးဘောနော်ဒါကတော့ကျွန်တော်နေနေတော်တော်လေးကိုသဘောမကျအဲ့တော့လက်ရှိမှာ Tottenham Hotspur အသင်းနဲ့ဒီနှစ်မှာဝယ်ယူထားခဲ့တဲ့ကစားသမားတွေအကုန်လုံးကိုသွင်းပါတယ်ဒါကျွန်တော်ကိုလိုမိုဂိုပါဝပတ်သက်မှုတွေပါဝင်လာပြီဖြစ်ပါတယ်ကိုလိုမိုဝါနီရဲ့ဖန်တီးပေးမှုကလည်းတော်တော်လေးကိုဒါကျွန်တော်ကိုလိုမိုဝါနီရဲ့ဖန်တီးပေးမှုမှာဒါတစ်ဖက်ရဲ့ကုသမားညံ့နေဆိုတာမဲ့ကိုလိုမိုဝါနီရဲ့ဒါမစုံမနစ်ကြိုးစားမှုတွေက Tottenham Hotspur အသင်းပေါ်မှာဒါအတိမတ်ပြီးတော့အဲ့တော့ ဒါ Richard Lee စင်နေတဲ့ဒီနေ့ပေါ်မှာ Dane Scarlett ကဒါကျွန်တော် penalty ရတယ်။ကောင်လေးကသူကိုယ်တိုင်ကန်ကျင်တယ်လို့ဒါ Richard Lee စင်ကိုခွင့်တောင်းခဲ့တာမှန်ပေမဲ့ Richard Lee စင်ကသူကန်မယ်ဆိုပြီးသူဇွတ်ယူပြီးကန်ခဲ့တယ်။ Richard Lee စင်တိုင်းထိပြီးဒါသူနေတာလုံးဝ confident ဒါ Richard Lee စင်ကြဆင်းသွားပြီးကျတော့နေလာရောက်သွားပြီ။အဲ့တော့ Richard Lee စင်ကဒီပုံစံနဲ့ကိုလိုမူဝါဒီလက်ရှိမှာဆွတ်ဆက်ပြီးယုံနေတဲ့ပုံစံအတိုင်းဆိုရင်တော့ကိုလိုမူဝါဒီကဒါတော့တန်ဟော့စပါတီရဲ့အနာဂတ်ရဲ့ဒါကျွန်တော်တို့နံပါတ်1ဒါကျွန်တော်တို့ဟိုတိုက်ဆက်မှုဖြစ်ဖို့အတွက်ပုံပြီးများလာပြီးဆိုလန်ကီမလာသေးဘူး။အဲ့တော့လက်ရှိမှာဒီနေ့ပေါ်မှာကျွန်တော်အနေနဲ့ကြိုက်တာကဒီကျွန်တော်ဒီ ြအနေနဲ့ကွင်းလယ်ပိုင်းပြောင်းလဲမှုတော်တော်လေးကိုပြုပြင်ပြောင်းလဲမှုလုပ်လာနိုင်တဲ့ကတော်တော်လေးအရေးပါလိမ့်မယ်။ဒါပပေးစာစီမွန်စ်ဘန်ဒန်ကဘန်ဒန်ကရဲ့ဒါဆနာမီဖီနဲ့ DM ဆန်ဆန်ရင်ဒါကျွန်တော်တို့လက်ရှိစားရဲ့ CMDM ဆိုပြောပြချင်တာလက်ရှိမှာဒီနေ့ဒါပွဲထွက်လာတဲ့ကွင်းလယ်ပိုင်းကဒါလစ်ဗာပူးတင်တာကျွန်တော်မနစ်ကဖလားရသွားတဲ့ကွင်းလယ်ပုံစံမျိုးနဲ့ဆင်တယ်လို့မြင်တယ်။ Graven Back McAllister ဒါကျွန်တော်ဆူဘူးစလိုက်ဆိုတဲ့ပုံစံမျိုးခက်ဆင်ဆင်ပဲမြင်တယ်။ဒီနေ့ပေါ်မှာတော့တစ်ဖက်ရဲ့ဂူသမားတွေရောနောက်တန်းတော်တော်လေးကိုချားတယ်လို့ပြောလို့ရမယ်။ Tottenham Hotspur တင်တဲ့ tactics ကတော်တော်လေးအဆင်ပြေခဲ့တယ်။စာဗီစမွန်စ်ဒီနေ့ပေါ်မှာဒါ Brennan Johnson ရဲ့ကြောင်းတော်တော်ကန်နန များဖြစ်ကူကြောင့်သူနဲ့စောစီးထွက်ခဲ့ရပေမဲ့တသိန်းလုံးကကျွန်တော်နေချီချွဒါပေမဲ့လက်ရှိမှာဒီနေ့ပေါ်မှာလုံးဝ main difference maker က Mickey Romero မျိုးကတော့ဒါကြောင့် Christian Romero ပါ Christian Romero ပါ Tottenham Hotspur ခံစစ်ကဒီနေ့ပေါ်မှာတတော်ကြီးကိုတစ်ဖက်အသင်းကိုဒါပြင်းဖို့ကောင်းအောင်လုပ်ပေးနိုင်တဲ့အနေအထားမှာရှိရဆိုတွေ့ရမယ်အဲ့တော့ Spurs နဲ့ဒီနေ့ပေါ်စင်ကဂိုးပြတ်နိုင်ပွဲကတော့ဒါကျွန်တော် United ပေါ်စင်မတိုင်ခင်မှာ movement တစ်ခု build up လုပ်သွားမယ်လို့မြင်ရတယ်မှာပါပါတယ်ဒါလည်းပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာကျင်းလူစပောင်းကူညီလို့ရပါတယ်မြန်မာ့လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမ များများကလစ်မှာအများအားဖြစ်ပါတယ်အားလုံးပဲကြည့်ဒီမှာကောင်းမွန်သောနီလေးတနေ့ဖြစ်ပါစုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှာအေးအေးဆေးဆေးတူကြရပါဘူးကျွန်တော်တို့ကိုပြပါအောင်ဒီပါဗျ